ိုယ့်ရဲ့စီးပွားရေးလုပ်ငန်းကိုဒီထက်ပိုပြီးတော့မှတိုးတက်ချင်ပါလားပိုပြီးတော့မှ grow ဖြစ်ချင်ပါလားအဲ့ဒါဆိုလို့ရှိရင်တော့ grow ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့လုံလို့ရတဲ့အချက်တစ်ချက်ပဲရှိပါတယ်။အဲ့ဒီတစ်ချက်ကဘာလဲဆိုတော့တဲ့ဆရာဝန်နဲ့တူအောင် လေ့ကျင့်ရပါလိမ့်မယ်တဲ့။ အဲ့ဒီလိုကြည့်တဲ့လူကနေပဲဆိုစဉ်းစားကြည့်အောင်ကျွန်တော်တို့ကျမ်းမာရေးမကောင်းလို့နေထိုင်မကောင်းဖြစ်တဲ့အခါမှာဆရာဝန်စီကိုတွားတယ်ဆရာဝန်စီတွားတဲ့အခါမှာဆရာဝန်ကကိုယ့်ကိုအသေးစိတ်เนาะခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့เนาะခန္ဓာကိုယ်တစ်ခုလုံးမှာဖြစ်နေတဲ့အနာရောဂါကိုအသေးစိတ်စစ်ဆေးလေ့လာတယ်စစ်ဆေးပြီးတော့မှသူသိပြီဆိုတာနဲ့ ဒီလူနာကိုဘလို့ကုရမလဲဆိုတာကိုသူကစပြီးတော့မှစဉ်းစားတယ်ပြီးတော့ကုလည်းယောဂပြောက်သွားတယ်အဲ့တော့ကျွန်တော်တို့ကလည်းဘာလို့ရမလဲဆိုတော့ကိုယ့်ရဲ့စီးပွားရေးတိုးတက်ခြင်းလည်းဆိုလို့ရှိရင်ဆရာဝန်လို့ကျင့်ရမယ်အဲ့တော့ဘလို့လုပ်ရမလဲဆိုတော့ကိုယ့်ရဲ့လုပ်ငန်းကို အသေးစိတ်ဆရာဝန်တယောက်လိုထိုင်ပြီးတော့မှကြည့်နေဖို့လိုတယ်ထိုင်ပြီးတော့မှသုံးသပ်နေဖို့လိုတယ် เนาะဘယ်နေရာတွေမှာလိုအပ်နေသလဲဘယ်နေရာတွေကဘာတွေလုပ်လို့ရမလဲဘယ်နေရာတွေကိုဘလို့ပိုကောင်းလာအောင်လုပ်မလဲဆိုတာကိုကျွန်တော်တို့အသေးစိတ်သိဖို့လိုတယ်အဲ့လိုအသေးစိတ်ထိုင်ကြည့်တဲ့ခါမှာလေကျွန်တော်တို့ကဒီတိုင်းကြီးထိုင်ကြည့်နေလို့မရပညာသာပါဝါနဲ့ထိုင်ကြည့်မှရမယ်ဥမာထားပါတော့ကျွန်တော်တို့ကကိုကဆေးစအကြောင်းနားနေထားတယ်ဆေးစအကြောင်းလိမ့်လာထားတယ်ဆိုလို့ရှိရင်ကိုရဲ့လုပ်ငန်းကိုဆေးဘလူးတိုးတက်အောင်လုပ်လို့ရမလဲအခုဆေးဆက်ချင်းနေဘလူးရှိနေထိုင်ပြီးတော့မှအသေးစိတ်ကြည့်လို့ရတယ် ပြပဆိုလို့ရှိရင် marketing ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့လုပ်ငန်းကိုကိုကလူတွေသိအောင်ဘယ်လောက်လုပ်ထားသလဲလူတွေကိုယ့်ရဲ့လုပ်ငန်းကိုစိတ်ဝင်စားအောင်ဘယ်လောက်လုပ်ထားသလဲဘာရစ်ဆက်လုပ်လို့ရအောင်မလဲဆိုတာကိုကျွန်တော်တို့ကအသေးစိတ်ထိုင်ကြည့်နိုင်ပါရဲ့ဒါကတော့ကျွန်တော်လူငယ်တွေကျွန်တော်မိတ်ဆွေတွေအတွက်ဘဝအတွက်တန်ဖိုးရှိတဲ့ဆွေမျှသာဖြစ်ပါတယ်ကျွန်တော်ရဲ့လူငယ်တွေနဲ့မိတ်ဆွေတွေဟာလည်းနေ့တစ်နေ့ကိုပျော်ပျော်ရွှင်ရွှင်နဲ့ဖြတ်တန်းရင် အောင်မြင်ပျော်ရွှင်တဲ့ဘဝတွေကိုရရှိဖို့ကျွန်တော်ဆုတောင်းပေးပါတယ်ကျွန်တော်ကတော့ 过年了要忙。